မြောက်ရီခရိုင်တွင်းမှာရွေးကောက်ပွဲပြီးတဲ့နောက်တရားဥပဒေစိုးမိုးရေးအတွက်လုံခြုံရေးတိုးမြင့်ဆောင်ရွက်နေရမှာလက်ရှိအမှုဆက်တမှုကိုစွဲချက်တင်ထိုင်ခဲ့ပါတယ်ဒေါက်ခင်မင်းစော်ရဲ့ပြပုချက်မှာရှုစားနိုင်ပါတယ်ခင်ဗျာမြောက်ရီခရိုင်တွင်းနိုမလာ73ရက်နေ့ကနေ22ရက်နေ့အထိနယ်မြေအေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက်ကိုယ့်ရဲ့ကြားတိုးမြင့်ဆောင်ရွက်ရမှာအမှုဆက်တမှုကိုအမှုဖွင့်တရားစွဲဆိုနိုင်ခဲ့တာပါစီမံချက်ကလာကိုယ့်ရဲ့အတွက်မှာကျွန်တော်တရားခံပြေးစုစုပေါင်း ဒါငါးဦးဖမ်းမိပါတယ်ကျွန်တော်တို့လူတက်တရားခံ2ဦးနောက်လူရဲမှုကတရားခံ2ဦးနောက်တစ်ခါရဲဘက်ပြေးက2ဦးနောက်တစ်ခါကျွန်တော်တို့မူရဲတရားခံပြေး2ဦးဖမ်းမိပြီးတော့မှကျွန်တော်တို့ကြိုတင်ကောက်ွယ်မှုတွေအနေနဲ့စုစုပေါင်းကျွန်တော်တို့ဒါဆယ်မှုဖမ်းဆီးရမိပါတယ်ကြိုတင်ကောက်ွယ်မှုတွေကတော့ တင်ငန်းကြီးနောက်ဘက်မှာမွေးရည်ဆေးဝါးနဲ့ပတ်သက်ပြီးသေးပြား3200ကျော်တဲ့ကြိမ်နဲ့ဆန်ငါးပြားတဲ့ကြိမ်ဖန်စီရမိသလိုမြရည်ရဲစကန်အနေနဲ့လည်းသေးပြား4300ကျော်တဲ့ကြိမ်ဖန်စီရမိခဲ့ပါတယ်ဒီမြောက်ရီခရိုင်အတွင်းမှာလုံညွေးတရားဥပဒေစိုးမိုးရေးအတွက်ကတော့ဒါလုံးတင်ပါတယ်ကျူတင်ကောက်ကမှုဒီလိုမှမလုပ်ဘူးဆိုလို့ရှိရင်အုပ်စုဖွဲ့ရန်ကားတာတို့အုပ်စုဖွဲ့ပြီးတော့မှနိုင်ကျင်တာတို့အဲလူရက်တာတို့ဒါမျိုးတွေဖြစ်နိုင်ပါတယ်ဒါမျိုးတွေမဖြစ်အောင် အမှန်တော့ကျွန်တော်တို့ကအမှုကြီးတွေမဖြစ်ပေါ်အောင်ဒါကြိုတင်ပြီးတော့မှဒါဆောင်ရွက်တဲ့သဘောမျိုးပဲဖြစ်ပါတယ်အဲဒီတဲ့စော်ပြီးတော့မှလောအောင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒါဟိုဆွေးနွေးပွဲတွေလုပ်တာနောက်အိန္ဒယ်ရောရဲလုံငန်းစနစ်တွေလုပ်တာဒါမျိုးတွေလည်းကျွန်တော်တို့ဒါဆောင်ရွက်ပါတယ်ဒီလုံခြုံရေးတွင်းမြင့်ဆောင်ရွက်ချက်ကိုမြိုင်မြို့တွင်ရက်ကွက်၅ခုနဲ့ကော့ကရိတ်မြို့မှာရဲတပ်ဖွဲ့စစ်တပ်ပြည်သူစစ်လာဘကနဲ့ ဒေတာကလူမှုထောက်ကူပြုဖွဲ့တွေပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါကျမခင်မင်းတော့ပါရှင်